ရာတွေ့ပြီးတော့ဟိုဒီကျမအတူရဲမှာတော့ဆရာမလေးပေါ့နော်အခုဆိုရင်ရုပ်ရှင်ကြည့်ပြီးပြီဆိုတော့ဆရာမလေးလို့အားလုံးကဟိုပြောကြရဲဆိုတော့အဲ့အလေးကိုလည်းသဘောကျပါတယ်ပြီးတော့ဆရာမလေးကအပြင်မှာပို့လာရဲဆိုတော့အိမ်ထဲမဝင်တော့ဘူးပေါ့ဘိုးတို့ကလည်းကိုယ်အခန်းပါရင်တွားရိုက်လိုက်အခန်းမပါရင်လည်းထိုင်နေလိုက်ပုံးမရှိတော့လည်းပြင်းလိုက်အဲ့မှာဟိုဟိုဂဲလုံးလေးတွေနဲ့ဇဲတောက်တိုင်းကစားလိုက်အဲ့လိုမျိုးအာယုံများနေတဲ့အချိန်မှာကိုကီညီက ထပြီးတော့ဖုန်းကိုကင်ပြီးတော့အားလုံးကြားထဲမှာတော်ပါလာလဲဆိုဟယ်လိုဆိုပြီးတော့တစ်ချက်ပြောလိုက်တာပြောလိုက်တော့ဖုန်းလိုက်မိပြီထင်တာဗောလာကြည့်နေတဲ့အကုန်လုံးကဖုန်းနေယူပြီးတော့အကုန်လုံးဖုန်းလိုက်ကိုလိုက်ရှာလိုက်ရှာဒါပေမဲ့ तू ကနှောက်တာတကယ်ကဖုန်းလိုက်မမိဘူးရင်းထဲခံလိုက်ရဗော ကြီးရဲ့မှာအတူကဘုန်းကြီးကျောင်းမှာဟိုရဝိဆာရီကူညီပေးနေကြဘုန်းကြီးကျောင်းသားတွေလည်းဖြစ်တယ်အဲပြီးတော့ရုပ်ရှင်သွားရိုက်တုံးကလည်းပို့ဘုန်းကြီးကျောင်းမှာပဲဟိုအချိန်တော်ကြာဟိုအချိန်နေကုန်ပြီးရိုက်ခဲ့ရတယ်ပေါ့နော်အဲဆိုတော့ဒီနေ့မှာလည်းရုပ်ရှင်တွေပြသတဲ့အခါမှာ ီဘုန်းကြီးကျောင်းမှာဘုန်းကြီးကျောင်းသားလေးတွေကိုရင်လေးတွေညီမောင်လေးညီမလေးတွေနဲ့အတူတူပေါ့နော်အတူရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ရှုရတာပါအာပြီးတော့ဟိုထမင်းနဲ့တူတူစားကြရတယ်ဆိုတော့ဒီဇာတ်ကားရဲ့မှာအတူကလည်းအဲ့လိုထမင်းလက်ဆောင်စားတာလေးကိုသူကကြိုက်တယ်ဆိုတော့ဒါဇာတ်ကားရဲ့အာ treatment တစ်ခုအနေနဲ့ပေါ့နော်ဆိုတော့ဒီ one lane one တာရဲ့ PT လည်းဖြစ်တယ်ပြီးတော့ရုပ်ရှင်ကြည့်ကြပြီးတော့အာနှစ်သက်ကြတာရီမော်နီတာအတူရောလည်းအများကြီးပြောရပါတယ်အတူ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ရင်အမှတ်တရတွေထဲမှာအလူလေးတွေလည်းပါတယ်ပေါ့နော်အတူရုပ်ရှင်ကားကြီးနေတော့မှာပိုးတို့ဘော်ဆိုင်မှာရောက်နေတော့ရေဘေးနဲ့ကြုံတော့လဲကလောမျိုးသွားပြီးအတူဖွဲ့သားရိုင်းနဲ့တူတူအလူလေးပြုတ်လုတ်ခဲ့ကြရတယ်။အခုရုပ်ရှင်တင်တဲ့အခါမှာလဲအခုလိုမျိုးအလူလေးကိုထပ်ပြီးပြုတ်လုတ်တယ်ဆိုတော့ အာမေတ္တာစေတနာရင်းနဲ့ပြည်နေတဲ့ဇာကားလေးအဖြစ် PD ဖြစ်ရပါတယ်ဟုတ်အတူကစတဲ့တွေကအလူတွေနဲ့ကိုဖြတ်တန်းရတာเนาะဟုတ်အကြောင်းတိုက်ဆိုင်သွားတဲ့အခါမှာ အလူလေးတွေနဲ့လည်းကြုံရတာပေါ့เนาะဆိုတော့ဟို PD ဖြစ်ရပါတယ်ဟုတ်အပေါ်မှာတော့ကလေးတွေကတဘောကတဟာဆိုတော့အတူတူကြည့်ရတဲ့ခန္ဓာချက်လေးပေါ့သူတို့လည်းတဘောကြတာဖြစ်လို့အဲအတူးဇာကားကသူကအလိုရတဘောင်းစုံပေးတဲ့ဇာကားလေးပေါ့เนาะ ီးတော့ရုပ်ရှင်ကြည့်တဲ့အခါမှာစိတ်အပန်းပြေသွားရဲဆိုရဲခံစားချက်လေးကိုလည်းရတယ်ကြည်ပြီးသွားတဲ့အခါမှာအလိုမျိုးကြည်ကြည်နူးနူးလေးလည်းဖြစ်ရတယ်အရှုကင်းအလှအပတွေရောပျော်ရွှင်စရာလေးတွေကိုကိုမြင်ရတယ်ပေါ့အခုတူတူကြည့်ကြတော့လည်းအကုန်လုံးကရည်စရာဆိုရည်ကြတယ်သဘောကျကြတယ်ဆိုတော့ဒါဟိုပါဝင်ရတဲ့သူတယောက်အနေနဲ့အများကြီးဝမ်းသာရပါတယ်ဒီကတွေ့ပြီးတော့ဟိုကျမအတူးထဲမှာတော့ဆီယာမာလီပေါ့เนาะအခုဆိုရင်ရုပ်ရှင်ကြည့်ပြီးပြီဆိုတော့ဆီယာမာလီလို့အားလုံးကဟို ပြောကြရဲဆိုတော့အဲ့အလေးကိုလည်းသဘောကျပါတယ်ပြီးတော့ဆီယမာလေးကအပြင်မှာပို့လာရဲဆိုတော့အိမ်ထဲမဝင်တော့ဘူးပေါ့စကားကတော့အဖတ်တရတော့များတယ်ပေါ့နော်ဘာလို့ဆိုတော့အတူတွားရိုက်တဲ့အချိန်မှာတကယ်ရည်ပီးနဲ့ကြီးကြီးရဲ့အချိန်နဲ့ဖြစ်တာပေါ့ဒါပေမဲ့အာကန်ကောင်းစွာနဲ့ပဲပိုးတို့တွားရိုက်တဲ့ဟဲဟိုးဘော်ဆိုင်မှာတော့ရေကအများကြီးမတက်ဘူးဒါပေမဲ့ဟိုဖုန်းလိုင်းတွေအကုန်ပြတ်သွားတာဖုန်းလိုင်းပြတ်သွားတော့ရေကြီးနေမှန်းကို မတိလိုက်ဘူးပေါ့နော်အာမတိလိုက်ဖဲနဲ့ဟိုရိုက်ကူးရေးပြီးညာဘက်ပြန်လာတော့မှရေကြီးနေပါလားဆိုတာကိုတိလိုက်ရတာပေါ့တိပြီးတော့ဘိုးတို့နောက်နေမှာပဲအလူသွားခဲ့ကြရယ်ပေါ့နော်အာပြီးတော့ဟဲဟိုကနေဘောဆိုင်ကိုရုပ်ရှင်တွားတွားရိုက်တယ်မနေ့ခုနှစ်နာရီဆိုထွက်တယ်ညဆိုပြန်လာတယ်အဲ့တော့ရေကြီးပြီးနောက်ပိုင်းမှာဖုန်းလိုင်းက3-4ရက်လောက်ထင်တယ်ဘောဆိုင်ရောက်ရတယ်ဖုန်းလိုင်းလုံးဝမရတော့အင်တာနက်လည်းမရတော့ဆိုတော့အိမ်နေနဲ့လည်းအဆက်အသွယ်ပြတ်ပေါ့နော်အဲအဲ့တော့အတွင်းမှာရီရဲအမှတ်တရပါလဲဆိုတော့ ရုပ်ရှင်လာရိုက်တော့ရွာကလူတွေအကုန်လုံးကလာကြည့်ကြတာပေါ့လာကြည့်ရဲ့အချိန်မှာကိုရောလည်းကိုအခန်းပါရင်တွားရိုက်လိုက်အခန်းမပါရင်လည်းထိုင်နေလိုက်ပုံးမရှိတော့လည်းပြင်းလိုက်အဲ့ဒီမှာဟိုဟိုဂဲလုံးလေးတွေနဲ့ဇဲတောက်တိုင်းကစားလိုက်အဲ့လိုမျိုးအာယုံများနေတဲ့အချိန်မှာကိုကီညီကထပြီးတော့ဖုန်းကိုကင်ပြီးတော့အားလုံးကြားထဲမှာသွားပါလိမ့်ဆိုတော့ဟယ်လိုဆိုပြီးတော့တစ်ချက်ပြောလိုက်တာပြောလိုက်တော့ဖုန်းလိုက်မိပြီထင်တာပေါ့အဲ့ဒါနဲ့ကိုရန်နဲ့ထိုက်ဖုန်းနေကြွတယ်ဖုန်းလိုက်မမိဘူး အဲ့သူအပြင်ကိုထွက်သွားအဲ့မှာရုပ်ရှင်ရိုက်တာကိုလာကြည့်နေတရွာလုံးရှိမှလဲသူက hello အေးဟုတ်တယ်ငါတို့ဖုန်းလိုင်းမမိတာကြာပြီဒီနေ့မှပြန်ရလို့ဆိုရချိန်မှာလာကြည့်နေတဲ့အကုံလုံးကဖုန်းနေယူပြီးတော့အကုံလုံးဖုန်းလိုင်းကိုလိုက်ရှာလိုက်ရှာဒါပေမဲ့ तू ကနှောက်တာတကယ်ကဖုန်းလိုင်းမမိဘူးဆိုတော့ဟိုအားလုံးကပြီးတော့မှဂျင်ဂျီကိုနှောက်တယ်ဆိုပြီးတော့ဝိုင်းပြီးတော့ပြောကြတာပေါ့နော်ဆိုတော့အဲ့ဒါလေးကတော့ဟိုပြောစရာဟိုဟာလေးတစ်ခုပေါ့ဟုတ်ရင်းထဲခံလိုက်ရပါဘော အဲဒီနေ့မှာဒီအတူးဆက်ကားကြီးကပိုးနဲ့ကိုမြင့်မြတ်ရဲ့ပထမဆုံးဆုံခဲ့ရတဲ့ရုပ်ရှင်ကားကြီးပေါ့နော်အဲရှေးမှာလည်းပိုးရာဒရမာတွေများတယ်ဆိုတဲ့အခါမှာအခုလိုမျိုးပြိတက်ကိုအပန်းပြေစီရှင်တဲ့ဇက်ကားလေးကိုရိုက်ကူးချင်တဲ့အခါမှာကိုမြင့်မြတ်နဲ့လည်းဆုံရမယ်အခုချစ်စရာမျိုးလေးမှာချစ်စရာကောင်းတဲ့ဇန်လန်လေးတစ်ခုရိုက်ကူးရမယ်ဆိုတော့ဟိုဝမ်တာအားရဖြစ်ခဲ့တယ်ကိုမြင့်မြတ်နဲ့လည်းအလုပ်တူတူပထမဆုံး တူရိုက်ကူးဝင်ရရပေါ့နော်ဆိုတော့ဟာတာခန်းလေးရိုက်တဲ့အခါမှာလည်းအကိုရဲ့ဟာတာလုပ်တဲ့အိုက်တင်တွေကိုသဘောကျခဲ့ရတယ်။အခုရုံပေါ်ရောက်တဲ့ခါမှာလည်းပိတ်သက်တွေအများကြီးသဘောကျမှာပါ။နောက်ပိုင်း drama ပပလေးမှာလည်း drama အလျောက်အကူရဲ့တရုပ်ဆောင်တာတွေကိုအဲတွေ့ခဲ့ရတယ်။ဆိုတော့လှုပ်လှုပ်ရတာဟိုအရင်ပဲကောင်းခဲ့ပါတယ်။ဟုတ် အတူရုပ်ရှင်ဇာတ်ကားကြီးကိုဒီခုပထမဦးဆုံးအနေနဲ့ဒီဖုန်ကြီးကျောင်းမှာလာပြီးရောမောင်လေးညီမလေးတွေနဲ့ကိုရင်လေးတွေနဲ့အတူတူအားလုံးကြည့်ရှုရတဲ့အတွက်ဒါထူးခြားတဲ့ပီတိလေးတစ်ခုဖြစ်ရပါတယ်။အဲရုပ်ရှင်ဇာတ်ကားကြီးကအော်တိုဘာလာကုံမယုံကြမှာဖြစ်တဲ့အတွက်ယုံတယ်လို့ရှင်လည်းပြိတ္တများအားပေးကြပါအောင်။ပြိတ္တတွေအပန်းဖြေမဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်လို့ပြောချင်ပါတယ်။ကျေးဇူးပါ။ဟုတ်ကဲ့။